ားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ KG တို့ရှာ 660cc အောက်ကားတွေအတွက်လိပ်စာပြောင်းတဲ့နေရာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။တခုတတိထားမှာဖူစူးရှာတဲ့ KG တို့ရှာလိပ်စာပြောင်းပုံပြောင်းနေရာလုတ်တဲ့နေရာလည်းမတူသလိုလုတ်ပုံလုံနည်းလည်းမတူပါဘူး။အဲ့တော့ဒီနေ့ဗီဒီယိုမှာ KG တို့ရှာလိပ်စာပြောင်းတဲ့နေရာကိုပြောပြပေးသွားမှာပါ။ဂူဂယ်မှာ KG တို့ရှာ Juice Shot Hand ကိုလိုရိုက်ရှာလိုက်ပါ။ ရိုက်ရှာလိုက်လို့ရှိရင် KG တို့ရှာခန်းစခရောကင်ဆိုတဲ့ website ထွက်လာပါလိမ့်မယ်။အဲ့ဒီတည်းဝင်လိုက်ပါ။ KG တို့ရှာတွေအတွက်လိပ်စာပြောင်းတဲ့အခါမှာလိုအပ်တဲ့အချက်လက်တွေဒီ website ထဲမှာတွေ့နိုင်မှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့လိုအပ်တဲ့အချက်လက်တွေကိုကြည့်ကြည့်ပါမယ်။ His your shorty ဘွတ်တဲ့စာအစာတန်တွေကတော့နံပါတ်1အနေနဲ့ဂျီတို့ရှာရှာခန်းလျှော့လို့ပါတယ်။ နံပါတ်2အနေနဲ့ကတော့ကိုယ့်ရဲ့လိပ်စာအသစ်ကိုအတည်ပြုပေးနိုင်တဲ့စာရစာတန်းလိုပါတယ်။နံပါတ်3ကတော့ number plate သို့ရှာလျောဘန်ကျော်ဟျောပဲဖြစ်ပါတယ်။အဲ့ဒါကတော့ကိုယ့်ခုသုံးနေတဲ့ number plate ကရှာခန်းလျှောရတိုင်းပဲဆိုရင်နံပါတ်3ကမလိုအပ်ပါဘူး။နံပါတ်၄ကတော့ကိုလိုချင်တဲ့နံပါတ်ယူချင်တယ်ဆိုရင်နံပါတ်၄ကလိုအပ်ပါတယ်။နံပါတ်၅ကလည်းအတူတူပါပဲ။ကိုရဲ့ကားနံပါတ်ပြအောင်အနုပြုလေးပါလာလိုချင်တယ်ဆိုရင်နံပါတ်၅လည်းလိုပါတယ်။ကျွန်တော်ကတော့၄ရော၅ရောမလျှောက်တော့ပါဘူး။ နံပါတ်6ကတော့လိပ်စာပြောင်းမှုအတွက်ရှောက်လွှာပဲဖြစ်ပါတယ်အပေါင်းတွေကိုနှိပ်ပြီးတော့ရှောက်လွှာကိုဒီလင့်နေရာနေယူရမှာဖြစ်ပါတယ်အလယ်ကလင့်လေးကိုနှိပ်လိုက်ပါမယ်လင့်နေဝင်မွိုင်းဆိုရင် kei san yo dai ichigo yo shiki ကိုနောက်လို့ဆွဲရမှာဖြစ်ပါတယ်ဒီ dai ichigo yo shiki ကနာမည်ပြောင်းနာရဲ့လိပ်စာပြောင်းနာရဲ့အကျုံးဝင်ပါတယ်ဒီ font လေးကိုနောက်လို့ဆွဲရမှာပဲဖြစ်ပါတယ် ဒီဖောင်ဖြည့်တဲ့နေရတော့ပြီးကြရင်ထပ်ပြီးတော့ပြောပြပေးတော့ပါမယ်။နံပါတ်9ကတော့လုပ်ငန်းသုံးကားတွေကနေပြီးတော့ပြန်ပြောင်းတဲ့လုပ်ငန်းစဉ်ပေါ့။အဲ့ဒီဟာကတော့မလိုပါဘူး။နံပါတ်10ကတော့ကိုမဟုတ်တဲ့တခြားသူကရှောက်ပြီးတဲ့အချိန်ဒီမှာနံပါတ်10ကလိုပါတယ်။အဲ့ဆိုရင်ကျွန်တော်တို့အတ္တိကလိုတာကနံပါတ်1ရှခန်းလျှော့ရဲ့2ကကိုယ့်ရဲ့လိမ့်စာအတိတ်ကိုအတည်ပြုပေးနိုင်တဲ့စာစာတန်းရဲ့ပြီးတော့နံပါတ်6လိမ့်စာပြောင်းဖို့အတွက်ရှောက်လွှာရဲ့ဒီ3ခုရှိရဲ့အစဉ်ပြေပါတယ် ကိုလိုချင်တဲ့နံပါတ်ယူချင်တာတို့အနုယူထည့်ချင်တာတို့ဆိုရင်တော့ထပ်ပြီးတော့၄နဲ့9ထပ်လုပ်ပေးရမှာပါကျွန်တော်တို့အခုလိုတာကတော့1ကဲ2ကဲ6ရယ်ပဲလိုရပါတယ်ရှင်းစိတ်တဲစုလျော်လျှောက်ထားတဲ့ဝန်ဆောင်ကတော့အခမဲ့ပဲဖြစ်ပါတယ်ပြီးတော့ရင်တော့ရှင်းစိတ်လျှောက်ထားလို့ရနိုင်တဲ့နေရာတွေကတော့ဒီအောက်မှာ ကြည့်လို့ရပါတယ်ဇန်းကိုခုနော်ကြည့်ပြီးတော့ရှော့အဲ့ဒီနေရာမှာကြည့်လို့ရပါတယ် ရာတော့ကိုနေထိုင်တဲ့ခရိုင်မြို့နယ်လိုက်ပြီးတော့လိပ်စာပြောင်းလို့ရမယ့်နေရာကိုရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။ဒီစာကတော့ website မှာတင်ပေးထားတဲ့လိပ်စာပြောင်းတဲ့ကဖြည့်သွင်းရမယ့် form ပုံစံပဲဖြစ်ပါတယ်။ဖြည့်သွင်းရမှာနေရာတော့ဒီအပေါ်မှာ jiro sha cancer show key new ဆိုတဲ့ဒီနေရာမှာအမှန်ချစ်ပေးပါ။ပြီးသွားပြီဆိုရင်တော့ key sign hand ကိုလို့ခေါ်တဲ့နာမည်တွေလိပ်စာတွေပြောင်းမှာဖြစ်တဲ့အတွက်နံပါတ်လေးကိုဖြည့်သွင်းပေးပါ။ ဒီအကွက်ကတော့ကိုလိုချင်တဲ့နံပါတ်ကိုအွန်လိုင်းကနေရော်ရကူးလောက်တာလေဆိုရင်ဒီနေရာမှာဖြည့်သွင်းပေးမှာဖြစ်ပြီးတော့ကိုလိုချင်တဲ့နံပါတ်မရှိဘူး၊လျှောက်ထားခဲ့ခြင်းမရှိဘူးဆိုရင်တော့ဒီနေရာဖြည့်စီရမလိုပါဘူး။ဒီကွက်ကတော့ရှာလျောဘန်ကောလို့ခေါ်တဲ့ကိုအခုသုံးနေတဲ့ကားနံပါတ်ကို ဖြည့်သွင်းပေးရမှာပဲဖြစ်ပါတယ်။ဒီအနောက်ကရှာတိုင်းဘန်ကောကတော့ကိုရဲ့ရှာခန်းရှော့မှာပါတဲ့ရှာတိုင်းဘန်ကော9လုံးဖြစ်ဖြစ်6လုံးဖြစ်ဖြစ်ဖြည့်သွင်းပေးရမှာပဲဖြစ်ပါတယ်။ ဒီကွက်မှာတော့လိမ့်စာပြောင်းมาဖြစ်တဲ့အတွက်လိမ့်စာအသစ်ကိုဖြည့်သွင်းပြရမှာဖြစ်ပါတယ်ခရိုင်ရဲ့မြို့ရဲ့ရက်ကွက်ရောသူကကုတ်နံပါတ်နဲ့ဖြည့်သွင်းပြရမှာပါဒီကုတ်ဆံလေးကိုပြီးချရင်ပြပြပါမယ်ဒီနောက်မှာတော့ချောမဲရဲ့ဘန်းချီရဲ့ခေါ်ရဲ့ပုံမှန်အတိုင်းဖြည့်သွင်းပြရမှာပါ ဂျူးရှော့ကိုတူလူခေါ်တဲ့လိပ်စာကုတ်ကိုအွန်လိုင်းကနေလိုရီကိုရှာလို့ရပါတယ်။ဒီနေရာမှာဂျူးရှော့ကိုတူလူရိုက်လိုက်ပြီးတော့ထွက်လာတဲ့ website တစ်ခုခုမှာကိုနေတဲ့ခရိုင်မျိုးရက်ကွက်ကိုထည့်ပြီးတော့ကိုယ့်ရဲ့လိပ်စာကုတ်ကိုရှာလို့ရပါတယ်။လိပ်စာကုတ်ကရှာမတွေ့တာတို့မှားနေလဲကိစ္စမရှိပါဘူး။လိပ်စာပြောင်းတဲ့နေရာမှာသူတို့ပြင်ပေးတာတို့ရှာပေးတာတို့လုပ်ပြီးမှဖြစ်ပါတယ်။ဒီနေရာမှာတော့ပိုင်ရှင်နဲ့အသုံးပြုသူဟာအတူတူပဲဖြစ်တဲ့အတွက်ကျွန်တော်ကတော့တစ်တီထည့်လိုက်ပါတယ်။ဒီနေရာမှာတော့အသုံးပြုသူရဲ့ပိုင်ရှင်ရဲ့လိပ်စာရဲ့နာမည်ကိုထည့်ခိုင်းတာပဲဖြစ်ပါတယ်။ သုံးပြုသူရောပိုင်ရှင်အတူတူပဲဖြစ်တဲ့အတွက်နာမည်အတူတူထည့်ပြီးတော့အဲလိပ်စာကိုလည်းအတူတူထည့်ပြထားပါတယ်။ဒါကတော့အရင်ပိုင်ရှင်အရင်သုံးပြုသူရဲ့နာမည်နဲ့လိပ်စာပါ။ဒီနေရာမှာလည်းအရင်သုံးပြုသူကလည်းကိုပဲဖြစ်တဲ့အတွက်ကိုနာမည်လိပ်စာရဲ့ကိုနာမည်ရဲ့အရင်လိပ်စာရဲ့ကိုနာမည်အရင်လိပ်စာရဲ့ဖြည့်သွင်းလိုက်ရင်အဆင်ပြေပါပြီ။ပြီးတော့ရင်တော့လိပ်စာပြောင်းတဲ့ရက်စွဲကိုထည့်ပြီးတော့ဒီအောက်မှာ အဲပြောင်းတဲ့အကြောင်းအရာပါလဲဆိုတဲ့နေရာမှာဂျူးရှော့ဆိုတဲ့လိပ်စာကိုဖြစ်သွင်းပေးရမှာဖြစ်ပါတယ်။အခုဆိုရင်ဖောင်ပြေးတာပြီးသွားပဲဖြစ်ပါတယ်။ဖောင်ပြေးတဲ့အခါမှာအဆင်မပြေတာပဲဖြစ်ဖြစ်တစ်ခုခုလိုအပ်တာပဲတစ်ခုရှိခဲ့လို့ရှင်လိပ်စာပြောင်းတဲ့ကောင်တာမှာသူတို့ပြင်ခိုင်းမှာပဲဖြစ်ပါတယ်။အဲ့တော့စိတ်ပူစရာမလိုပါဘူး။ကျွန်တော်ခုကတော့လိပ်စာပြောင်းဖို့အတွက် KG2 ရှာခန်းစခရောကန်ကိုရောက်ရှိနေပါပြီ။အခုကောင်တာမှာလိပ်စာပြောင်းကျင်လို့ပါပြောလိုက်တဲ့အခါမှာကျွန်တော်ဟိုအဲရှာကန်ရှော့ရဲ့ဂျူးမင်းဟျော့ရဲ့ပြီးတော့ တော့ဖြည့်ွားတဲ့ဖောင်ရဲ့တောင်းတယ်ဗောနော်တောင်းပြီးတော့သူတို့ပေးတဲ့ဖောင်တစ်ခုထပ်ဖြည့်ရပါတယ်အဲ့ဖောင်တစ်ခုထပ်ဖြည့်ပြီးတော့ပြည့်စုံသွားပြီဆိုရင်တော့နံပါတ်ပြားဖြုတ်ออกมาဖြစ်ပါတယ်နံပါတ်ပြားဖြုတ်ဖို့အဲ့ကောင်တာကနေဒီဒရိုက်ဘာငှားလာပါတယ်နံပါတ်ပြားဖြုတ်လေပါဦးမယ် ိစာပြောင်းတာပတ်စံမပေးရပြီမဲ့နံပါတ်ပြားအစ်စ်တော်ရန်1480ပေးရပါတယ်အခုနံပါတ်ပြားအစ်စ်ရလာပါတယ်နံပါတ်ပြားအစ်စ်တက်ပြီးတာနဲ့ဒိစာပြောင်းတာပြီးသွားပြီပဲဖြစ်ပါတယ်ပြန်ပြီးတော့အနည်းချက်ရမယ်ဆိုရင်ပထမဆုံးအနေနဲ့စိုးကောကောင်တာပေါ့နော်အထွေထွေမေးမြန်းလို့ရတဲ့ကောင်တာမှာကိုယ့်ရဲ့စားစာတန်းထပ်တာတို့လွယ်တဲ့စာရက်စာတန်းပြင်ပေးတာတို့သူကလုပ်ပေးပါတယ်စားစားတဲ့ပြည်စုံသွားပြီဆိုရင်တော့ကိုကကားနံပါတ်ဖြုတ်ပြီးတော့ကားနံပါတ်အပ်တဲ့ကောင်တာမှာသွားအပ်ပေးရပါတယ် ပြီးတော့အဲ့တော့ကိုဖြစ်သွင်းခဲ့တဲ့စားစာတန်းတွေကိုဒီ fountain နဲ့ counter မှာတင်ပြီးတော့သူတို့စားစာတန်းတွေတေချာစစ်ဆေးပြီးတော့နောက် counter တစ်ခုဖြစ်တဲ့လိပ်စာပြောင်းတဲ့ counter ကိုသွားပြီးတော့ထပ်ရပါတယ်လိပ်စာပြောင်းတဲ့ counter အဆင်ပြေသွားပြီဆိုရင်ပြီးပြီးတော့အခွန် counter ပေါ့နော်အခွန် counter ကိုထပ်ပြီးတော့စားစာတန်းတင်ပြီးရပါတယ်အခွန် counter ကိုတင်ပြီးသွားပြီဆိုရင်တော့နောက်ဆုံးမှာနံပါတ်ပြားထုတ်တဲ့ counter ကိုထပ်သွားပြီးတော့ကိုယ့်ရဲ့နံပါတ်ပြားအစ်စ်ကိုရရှိမှဖြစ်ပါတယ်အဲ့ဒီနံပါတ်ပြားအစ်စ်ရရှိတာနဲ့ကိုယ့်ရဲ့ကားမှာ ဒီတက်ပြီးတာနဲ့အခုလိပ်စာပြောင်းတဲ့လုပ်ငန်းစဉ်အားပြီးဆုံးသွားပြီဖြစ်ပါတယ်။အတကယ်လို့မရှင်းတာနားမလည်တာရှိခဲ့ရင် comment မှာမေးမြန်းကြလို့ရပါတယ်။ဗီဒီယိုအဆုံးထိရှုပေးတဲ့အတွက်ကျေးဇူးများတင်ရှိပါတယ်။အားလုံးပဲ bye bye